ယူကရိန်းမှာတိုက်ခိုက်ဖို့တရုတ်ကြီးစားစစ်သားတွေကိုခေါ်ယူထားကြောင်းဘေကျင်းဆိုရသိတယ်လို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီးကပြောကြားလိုက်ပါတယ်။ရှေ့တန်းစစ်မျက်နှာသို့ဆေလွတ်ထားတဲ့တရုတ်ကြီးစားစစ်သား155ဦးရဲ့အသေးစိတ်ချက်လက်တွေကိုမိမိတို့ရရှိထားတယ်လို့လည်းသမ္မတဇီလန်စကီးကပြောပါတယ်။ရုရှားဘက်ကနေကူညီတိုက်ခိုက်ပေးဖို့တရုတ်နိုင်ငံသားအများအပြားခေါ်ယူခံထားရတယ်ဆိုတဲ့ပြောဆိုမှုကိုဘေကျင်းကပယ်ချပြီးတဲ့နောက်နိုင်ပိုင်းကြာမှာပဲအခုလိုပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ မိမိတို့နိုင်ငံသားတွေအနေနဲ့လက်နက်ကင်ပြိပခါတွေမှာဝင်မပါကြဖို့ပေကျင်းဆွေကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အရှေ့ပိုင်း Donetsk ဒေသမှာရုရှားစစ်သားတွေနဲ့အတူတိုက်ပွဲဝင်နေတဲ့တရုတ်စစ်သား၂ဦးကိုယူကရိန်းစစ်တပ်ကဖမ်းဆီးရမိခဲ့ကြောင်းသမ္မတဇီလန်စကီကစောစောပိုင်းတည်ရမှာပြောဆိုခဲ့သေးတာပါ။ဆေးဝစ်ဆော်ဝင်းစင်ထားပြီးတရုတ်မန်ဒရင်းဘာသာနဲ့ပြောဆိုနေတဲ့တရုတ်စစ်သားတယောက်ရဲ့ဗီဒီယိုဖိုင်ကိုဇီလန်စကီကဖော်ပြခဲ့ပါတယ်။ ယူကရိန်းနယ်မြေအတွင်းယူကရိန်းတပ်တွေကိုတိုက်ခိုက်နေတဲ့တရုတ်စစ်သား155ဦးရဲ့နာမည်နိုင်ငံကိုလက်မှတ်နံပါတ်စတဲ့အသေးစိတ်ချက်လက်တွေကိုမိမိတို့ရရှိထားပြီးဖြစ်တယ်လို့ဇီလန်စကီကပြောတာပါရုရှားစစ်တပ်ကခေါ်ယူထားတဲ့တရုတ်နိုင်ငံသား168ဦးရဲ့အသေးစိတ်ချက်လက်တွေကိုယူကရိန်းထောင်လိုင်းဌာနကရရှိခဲ့ပြီးလူသိရှင်ကြားဖော်ပြခဲ့တာပါရုရှားဘက်ကနေပါဝင်တိုက်ခိုက်ပေးနေတဲ့တရုတ်နိုင်ငံသားတွေထက်ရှိနိုင်သေးကြောင်းနဲ့နောက်ထပ်သတင်းချက်လက်တွေစုဆောင်းနေကြောင်းဇီလန်စကီကပြောပါတယ် တရုတ်က TikTok နဲ့တခြားတရုတ်လူမှုမီဒီယာတွေကတဆင့်တရုတ်နိုင်ငံသားတွေကိုစစ်သားတွေအဖြစ်ခေါ်ယူနေတယ်လို့ယူကရိန်းထောက်လှမ်ရေးကပြောပါရီ။ဇီလန်စကီရဲ့ပြောဆိုမှုဟာအတိတ်ပဲမရှိဘူးလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ချန်းကတုံ့ပြန်ထားပါရီ။ တရုတ်ဆိုရကသူတို့နိုင်ငံသားတွေကိုလက်နက်ကင်ပဋိပက္ခတွေမှာဘယ်လိုပုံစံမျိုးနဲ့မဆိုမပါဝင်ကြဖို့အမြဲညွှန်ကြားထားတယ်လို့ပြောခွင့်ရသူလင်ကျန်းကပြောပါရီဇီလန်စကီရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့နိုင်စင်တရိစာရှင်းလင်းပွဲမှာခရမလင်နန်းတော်ပြောဆိုခွင့်ရှိသူကိုမင်းမြန်မာတော့မှတ်ချက်ပေးဖို့ညှင်းဆိုသွားပါရီ